ဒီပွဲတော်ရဲ့ကျင်းပမှုဟာဘာကြောင့်မုံနေနဲ့ဆင်နေရပါသလဲသူတို့ရဲ့ဝက်စားစီရင်မှုကရောမြန်မာနိုင်ငံမှာရှိတဲ့တောင်ပြုံးပွဲနဲ့ဘာလို့ဆင်နေရပါသလဲဒီဒေသကဒီပွဲတော်ကိုဘာကြောင့်တရေကျွေးတဲ့ပွဲတော်လို့ခေါ်ဆိုကြပါသလဲဒီပွဲတော်ကတော့လန်နာဒေသမှာကျင်းပပြုလုပ်တဲ့ပရဖေနီဖွန်ဖီဆိုတဲ့ဝိညာဉ်ပူဇော်ပွဲဒါမှမဟုတ်လန်နာနှစ်ပွဲဖြစ်ပါတယ် ဝိညာဉ်ပူဇော်ပွဲသို့မဟုတ်လမ်းလားနတ်ပွဲဆိုတာဟာလမ်းလားဒေသတွေမှာကျင်းပကြတဲ့အလေးအထပွဲတော်တစ်ခုဖြစ်ပါတယ်။ဒီနတ်တရေပူဇော်ပွဲဆိုတာကမွန်လူမျိုးတွေစီကဆင်းသက်လာတဲ့ပွဲတော်တစ်ခုဖြစ်တယ်လို့သတ်မှတ်ထားကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီနတ်ပူဇော်ပွဲမှာနတ်ပူဇော်ကြတဲ့နတ်ဝင်တွေရဲ့ဝတ်စားစီရင်မှုဟာရှေးမွန်တို့ရဲ့ဝတ်စားဟန်နဲ့တူကြသလို နဝင်တယ်တို့ရဲ့အပြင်အစင်တိခတ်တဲ့ဒုတိယတန်ဆင်တို့အပြင်ပွဲရဲ့နာမည်ဖြစ်တဲ့ဖီမုတ်ဖီမင်းဆိုတဲ့စကားလုံးတွေကမင်းဆိုတဲ့စကားလုံးဟာလန်းနာဘာသာစကားအရာမွန်လို့အဓိပ္ပာယ်ရပါတယ်ဒီနောက်ပွဲရဲ့အယူအဆကတော့မြို့ဆောင်နဲ့နေဆောင်နဲ့နဲ့နေတဝန်းကအဆောက်အအုံဆိုင်ရာပညာများနဲ့စုံပါသွားကြတဲ့အဖိုးအဖွားတရေတစီများကိုပူဇော်ကြတာဖြစ်ပါတယ်ဖီမုတ်ဖီမင်းဆိုတာက မျိုးနယ်စုနှစ်မျိုးနယ်ကလာလာဖြစ်ပြီးဖီမွတ်ဆိုတာကတော့ရှမ်းမျိုးနယ်စုကနေစင်းတက်လာတဲ့ယုံကြည်မှုမျိုးနယ်စုဖြစ်ပြီးဖီမင်းဆိုတာကတော့မုံမျိုးနယ်စုယုံကြည်မှုကနေစင်းတက်လာတာဖြစ်ပါတယ်ဒီပွဲတော်ကိုတော့လန်းနာပြက်ကြိန်၅လပိုင်းထိုင်းပြက်ကြိန်၃လပိုင်းကာလစဘာရိတ်သိမ်းပြီးချိန်အားလက်တဲ့အချိန်ခါကနေမိုးရာသီမတိုင်ခင်ကာလအထိဒေတာအလိုက်ကျင်းပကြတာဖြစ်ပါတယ်တနည်းအားဖြင့် ဒီလိုနတ်ပူဇော်ပွဲကျင်းပတာဟာနတ်ကိုးွယ်ကြသူမျိုးနွယ်စုတွေပြန်လည်စုံစည်းကြရန်အတွက်ညှိညွန်းကြတယ်လို့ဆိုကြပါဗျ။ဒီနတ်ပွဲကိုတော့နှစ်ရက်တာကျင်းပတာဖြစ်ပြီးပွဲတော်နေ့မတိုင်ခင်အကျိုးတရက်နေ့ကိုနတ်ကိုးွယ်ကြသူများကကြိုတင်ပြင်ဆင်ကြတဲ့အကျိုးနေ့ဖြစ်ပါတယ်။အကျိုးနေ့မှာကတော့ပွင့်ကျင်းပမဲ့အိမ်ဒါမှမဟုတ်ကျင်းပမဲ့နေရာမှာမန်တပ်ဆောက်ကြပါဗျ။လမ်ပတ်မြို့မှာကတော့မြို့အလဲ မြို့ငုတ်တိုင်းနှက်ကုန်းအနီးမှာကျင်းပကြပါတယ်။ပွင့်ကျင်းပမဲ့မန္တပ်မှာလည်းငှက်အယုတ်ပုံ၊ဝါကွန်း၊မုံအချိုတမျိုးမျိုးတို့ကိုတွဲလောင်းချထားကြပါတယ်။ပင့်ဖိတ်ထားတဲ့နှက်တရေတစီဝိညာဉ်တို့နားခိုရန်လို့ယူဆကြပါတယ်။ပြီးရင်တော့ပွဲမှာပူဇော်မဲ့ပူဇော်ပစ္စည်းတွေပြင်ဆင်ကြပါတယ်။နှက်ပွဲကျင်းပတဲ့အခါမဖြစ်မနေပါဝင်ကြတဲ့ပူဇော်ပစ္စည်းတွေကတော့ဝက်ကောင်းပြုတ်၊ကြက်ကောင်းလုံးပြုတ်၊အရက်၊ပေါက်ပေါက်စုပ်၊ကောက်ညင်း၊ပန်း အမွေးတံပြောင်းနိုင်တဲ့မုံအချိုငပြောသည်အုံသည်ကြံစတဲ့တစ်တီးများပြည့်စင်ကြပါတယ်မန်တက်အလယ်မှာလဲပိတ်ဆာအနေကိုမန်တက်ခေါင်တိုင်ကနေခြီးပြီးတွဲလောင်းချထားကြပါတယ်နတ်ဝင်တွေဒီဟာနတ်ပင့်ဖိတ်ပြီးနတ်ဝင်တဲ့အခါအဲ့ဒီပိတ်ဆာကိုတွဲလဲခိုးပြီးနတ်ဝင်ကြပါတယ် နောက်ပွဲကျင်းပရာနေ့မှာကတော့ပွဲကိုမနက်ခင်းတည်းကနေညနေအထိတနေကုန်ကျင်းပကြပါတယ်။နောက်ပွဲမစခင်မှာနောက်ကိုယ်ွယ်ကြတဲ့မျိုးနယ်ဝင်တွေကနောက်ဝင်တဲ့တဘာကြီးဝါကြီးတို့တဦးကနေစတင်ပြီးနောက်ပင်ရှင်ကိုပြုလုပ်ပါတယ်။အဲ့ဒီနောက်မှာကတော့နောက်ပွဲလာရောက်ပါဝင်ကြတဲ့နောက်ဝင်တဲ့နဲ့ယုံကြည်သူတွေကနေနောက်ဝင်ချင်းနောက်ချော့ကချင်းတို့ပြုလုပ်ကြပါတယ်။ ီမုတ်နတ်ကိုချော့ကြတဲ့နတ်ဝင်တွေကတော့အမျိုးသားဟန်ဝေစားစီရင်ကြပြီးဓာတ်နဲ့ကကြပါလေ။ဖီမေနတ်ချော့သူနတ်ဝင်တွေတို့ကတော့ဝိုင်းဖွဲ့စူပေါင်းကခြင်းတို့နဲ့နတ်ချော့ကြပါလေ။တဘာကြီးဝါကြီးတဲ့နတ်ဝင်တွေရဲ့နတ်ပင့်မှုနတ်ချုံမှုအပြီးမှာတော့နတ်ပွဲကိုလာရောက်ကြတဲ့နတ်ကူးွယ်ကြသူတွေဟာစူပေါင်းကကြပြီးနတ်ချော့ကြပါလေ။နတ်ချော့မဲ့သူများဟာပဆူ၊ခေါင်းပေါင်း Power စတဲ့အစင်တစားတို့ဝစ်ဆင်ပြီးမှသာ match ဝင်ရှိကြပါတယ်။ နေ့လယ်ပိုင်းအချိန်ကိုရောက်တဲ့အခါမှာတော့ဇရောစာတီခင်းချင်းပြုလုပ်ကြပါတယ်။ကြက်ကောင်လုံးပြုတ်အရက်ကောင်ညင်းဟင်းအချူဝဲမုံနဲ့ရေတကောင်းထည့်ထားတဲ့ထောင်းလန်းတွေကိုမန်တက်အလယ်မှာတန်းစီချပြီးပင့်ဖိတ်ထားတဲ့နှက်တွေဝိညာဉ်တွေကိုကျွေးမွေးကြပါတယ်။ဇရောစာတီခင်းချင်းမှာနှက်ဝဲတွေကတရှိကိုကင်ဆောင်ပြီးဓာသွားမှာဖျောင်းနိုင်ထုံးပြီးထောင်းလန်းကဖျောင်းနိုင်ကိုမီးကူးခြင်းပြုလုပ်ပြီး တီခင်းထားတဲ့ဒေါင်းလန်းတွေကို ဝိုင်းပတ်ပြီးကာကြပါတယ်ဒေါင်းလန်းကဖျောင်းနိုင်မီးတွေမကုန်မချင်းဝိုင်းပတ်ပြီးမီးကူးချင်းလုပ်ကြပါတယ်အဲ့လိုမီးကူးချင်းအယူကတော့ပင့်ဖိတ်ထားတဲ့နှက်တရေတို့နဲ့ဆက်သွယ်ကူးလူမှုရစေတယ်လို့ယုံကြည်ကြတာဖြစ်ပါတယ်ဒေါင်းလန်းမှာထွန်းညီထားတဲ့ဖျောင်းနိုင်တို့ကုန်သွားတဲ့အခါမှာတော့နှက်ဝိညာဉ်တစေတို့ကိုစရောစာကျွေးမွေးခြင်းပြီးဆုံးပါတယ် ဇရောစာကျွေးမွေးခြင်းပြီးတဲ့အခါမှာလဲနတ်ချော်ခြင်း၊နတ်ဝင်ခြင်းတို့ပြုလုပ်ကြပြီးညနေရောက်တဲ့အခါမှာတော့နတ်ပြန်ပို့ကြပါဗျာ။ဒီနောက်ပွဲကိုတော့2နှစ်ကနေ3နှစ်တကြိမ်ဒါမှမဟုတ်အထိတ်တန်ဆူတောင်းပြီးဆူတောင်းပြည့်အောင်မြင်တဲ့အချိန်မျိုးတွင်ဖြစ်စေ နတ်ကိုးကွယ်ကြတဲ့သူတွေသဘောဆန္ဒအလျောက်ပွဲကျင်းပမှုကိုချင်းဆိုပြီးကျင်းပကြတာလည်းဖြစ်ပါတယ်။ဒီပွဲကိုတော့လမ်ပန်မြို့တွင်သာမဟုတ်ပဲလမ်းနာဒေသတွေဖြစ်ကြတဲ့ချင်းမိုင်၊ချင်းရိုင်း၊လမ်ပန်၊လမ်ပူန်စတဲ့ခရိုင်တွေကမြို့နယ်တွေမှာယုံကြည်ကြသူတွေအ ਨੇ အများလျောက်နတ်ပွဲကိုကျင်းပကြပါတယ်။အရှိတောင်အာရှဒေသရဲ့ညီချင်းမှုပွဲတော်တွေဟာတနိုင်ငံနဲ့တနိုင်ငံတနေရာနဲ့တနေရာဆက်ဆက်ကူးလူမှုတွေရှိနေတာဖြစ်တာတဲ့ကြောင့်မလို့ လန်နာဒေတာရဲ့လန်နာနှစ်ပွဲအကြောင်းကိုလည်းဘဟုဒရရပွဲတင်ဆက်လိုက်ပါတယ်။